ဲဒီမှာမေကွန်ဖော်ဖော်မြမေကွန်မေလျှောက်ခဲ့ပြီပါဘုရားလူတယောက်တည်ပြီးတဲ့အခါမှာအိမ်မက်မက်တဲ့အခါဝိဖြူစင်ကြယ်နဲ့မက်ပါလေဘုရားဖုန်ကြီးဝင်းနဲ့လည်းမက်ပါလေအဲအဲ့ဒါစိတ်ဆွဲလို့မက်တာလားဖြေချပေးပါဗျာအမပါအမပါပါကခွန့်လို့ပါဗျာဖုန်ဖုန်ကြမ်းပါပါစေဗျာတည်တဲ့အခါမှာဝိဖြူစင်ကြယ်နဲ့မက်တယ်ဒါဝိဖြူစင်ကြယ်နဲ့မက်တယ်ဆိုတာကတော့ဒါကောင်းတာပေါ့နော်ဖုန်ကြီးဝင်းနဲ့မက်တယ် ဘလို့ပဲမက်မက်အိမ်မက်မက်တယ်ဆိုတာကသွေးလေခြောက်ချလို့မက်တာလည်းရှိတယ်ပြီးတော့စိတ်ဆွဲလို့မက်တာလည်းရှိတယ်ပြီးတော့ပရလောကသားတွေကဟန်ဆောင်ပြတာဖန်ဆင်းပြတာလည်းရှိတယ်အဲဒီပရလောကသားတွေဖန်ဆင်းပြတယ်ဆိုတာကမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်ကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ပေါ့အဲအဲ့ဒီအတွက်အိမ်မက်တွေကိုတော့တိတ်ပြီးတော့ဘုရင်တို့အလေးနဲ့မထားစေချင်ဘူးနော်ဒါကယောဂီမာက ာမန်လူတွေဆိုရင်တော့ဒီအိမ်မက်မက်လာတဲ့အိမ်မက်ပေါ်မှာတိဖို့ဆိုတာမလွယ်ဘူးပေါ့နားလည်ဖို့မလွယ်ဘူးပေါ့တာမန်လူတွေကိုဆိုရင်ဟိုတော်တော်လေးတမာကြီးအားကောင်းလာပြီဆိုရင်တော့တိတယ်ကိုမက်တဲ့အိမ်မက်ဒီတွေးလေခြောက်ချပြီးမက်တာလားစိတ်ဆွဲလို့မက်တဲ့အိမ်မက်လားနော်ဒါမှမဟုတ်ဒါပရလောကသားတွေကကိုယ့်ကိုအလိုမျိုးဒါအိမ်မက်လာပေးတာလားအဲ့လာပေးတဲ့သူကလည်းမှားတလားမှန်တလားလာလှည့်စားတာလားဒီလိုမျိုးတွေကိုယ့်ကိုပိုင်းခြားနိုင် ခုယောဂီမတ်တဲ့အိမ်မက်ကိုတော့ဘုန်းကြီးကဘာကြောင့်မက်တဲ့အိမ်မက်ပါလို့ပြောဖို့ရတော့ယောဂီနဲ့အသေးစိတ်ဆွေးနွေးပြီးမှပြောလို့ရမှာရေဘောင်းအပြားတော့ဘုန်းကြီးတို့ပြောလို့မရအောင်အဲ့ဒါဘာကြောင့်ပဲမက်မယ်အိမ်မက်တွေကိုအဓိကမထားပါနဲ့ကိုမက်တမယအိမ်မက်တွေဒီအိမ်မက်ကိုလည်းသွားပြီးတော့မယုံနဲ့ပေါ့အိမ်မက်တွေဘေးတွေနဲ့ရေတရားတွေကိုသွားပြီးအကုလို့မရအောင်ဒါတွေယုံလိုက်ရင်အကုန်တလွဲတွေဖြစ်တယ်ဟုတ်ပြီနော်ဒီမက်တမယအိမ်မက်ကဘာပဲမက်မယ်မေတ္တာဖို့အမြဝင်လိုက် စိတ်ဆွဲလို့မက်တာလေးရှိလိမ့်မယ်ဘုံဘုံခုပြောသလိုအကြောင်းမျိုးမျိုးကြောင့်အိမ်မက်တွေမက်ကြတာပဲဟုတ်ပြီနော်ဒါမက်တာပို့အမြဝေလိုက်နော်